ောချောင်းတပါဒီဝင်းနေမှာလာဆုံးမဲမဲမနာလိုချင်တာရကောဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွင်နေ ဇေဖင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတရားနေ့အစည်းအဝေးကနေဒီကနေ့နိုဝင်ဘာလ3ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစည်းအဝေးကနေပြီးတော့ထုံးလွှင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ အမတရားနေ့အစီအစဉ်အားနေ့ပြမဆုံးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့သခိုင်းမနေတဲ့ညီမလေးတီတီဆိုရဲ့ဒီနေ့မှပြမြောက်တဲ့24နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်မြန်မာလေးတည်တည်ဆွေရဲ့ဒီနေ့မှပြမြောက်တဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့ဆံမြတ်သူပကိုးကခင်မြင့်ဆွေနေပြည်တော်ကစုနန္တီလင် စကိုင်းကသဲစုဝင်းတို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။မွေးနေ့ရှင်ညီမလေးအတွက်မွေးနေ့စုမုံစကားလေးရတော့ဒီနေ့မွေးနေ့လေးရနေစပြီးတော့ပျော်ရွှင်ပါစေ။ပန်းလို့မွေးရေလို့အေးချမ်းပါစေ။မိဘကိုအလုပ်ကျွေးပြုစုနိုင်တဲ့တမိကောင်းရေတနာလေးဖြစ်ပါစေဆိုပြီးမွေးနေ့စုမုံကောင်းလေးတောင်းဆုချွေပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနေအခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ရန်ကုန်တောင်ဥက္ကလာမှာနေတဲ့ညီမလေးမေမီကိုကိုရဲ့ဒီနေ့မှပြေးမြောက်တဲ့23နှစ်ပြည့်ဝင်းနေအတွက်လေးကိုပါဝင် တောင်းဆိုပေးထားတာဖြစ်ပါရယ်။ညီမလေးမေမီကိုကိုရဲ့ဒီနေ့မှပြေးမြောက်တဲ့ဝင်းနေအတွက်ကိုတော့သက်ဆိုင်သူရဲမိုးကျော်ကပါဝင်တောင်းဆိုပေးထားပါရယ်ရှင်။ဒီနေ့မှဝင်နေပြေးမြောက်တဲ့စကိုင်းမနေတဲ့ညီမလေးတီတီဆိုရန်ကုန်တောင်ဥက္ကလာကညီမလေးမီမီကိုကိုတို့ရဲ့ဝင်နေအတွက်ကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့ဝင်နေစုမုံကောင်းလေးတောင်းစုပြုပေးကြပါရစေ။ ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။နှိုးထလာတဲ့မနက်ခင်းတိုင်းမှာတာယာပျော်ရွှင်အေးချမ်းပါစေ။စိတ်တော်တိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုဝေးလိုက်ပါရရှင်။ မတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပောင်းဝင်းတောင်စုပေးထားတာတွေကိုထုံးတွင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်းဝင်းတောင်စုပေးထားတာတွေကိုထုံးတွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Twist the light ဒီနေ့ပါလေလေ ချစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါငွေတောင်းဆိုလာတဲ့ပရိသတ်ကတော့ရမဲသေးမှနေတဲ့တီရိချမ်းမြေပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူတီဟာကိုနဲ့ဒီနေ့မှပြေးမြောက်တဲ့ငါးနှစ်ပြည့်ချစ်သက်တန်းအတွက်ကိုကိုရိုင်းမဲပါငွေတောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့တယောက်ပေါ်တယောက်နားလည်မှုများစွာနဲ့ရှေ့ဆက်ချစ်သွားကြမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။အမတရားနေ့အစည်းအဝေးမှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပြည်သက်ကတော့ မိတိလာမာနေတဲ့ကောင်းထက်စော်ပဲဖြစ်ပါရယ်။သူကတော့သက်ဆိုင်သူအေးကျန်းသူနဲ့ဒီနေ့မှပြင်းမြောက်တဲ့၃နှစ်နဲ့9လပြည့်ချစ်သက်တမ်းအတွက်ကိုကိုယ်နိုင်မေးပောင်ဝင်တောင်းဆိုထားပါရယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လျားတော့တယောက်တနည်းအားစီဝေးနေပေမဲ့တဲ့။အမြဲတမ်းသက်ဆောင်ရှိရှိနဲ့ချစ်နေပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပေးထားပါရယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြင်ပကြတဲ့ချစ်သူစုံတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲတော်နိုင်ပါစေကျုံလာသည်မအခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့စုမုံကောင်းအထောက်ပြလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပဲဖြစ်ပါတယ် ။တစင်ဖန်ပရိသတ်တွေအားလုံးကအမတ်တရားနဲ့အစီအစံမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးပေါင်းနဲ့တို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါတ်3933 6936 3936 3996 9993တို့မှာတုံးရကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သစင်ဖန်ပရိသတ်များအားလုံးပဲ တားရပြုတ်ရွှေမွေကောင်းတဲ့နေလေးတနေ့ဖြစ်ပါစေရှင်။